အားလုံးပဲမင်္ဂလာပါ UK Master ရဲ့ Facebook နဲ့ YouTube Channel ကနေချိုးဆိုပါရစေ Champion PH တက်တဲ့အားလုံးမင်္ဂလာပါဒီကနေ့ရဲ့နောက်ဆုံးရအာဂလာသိန်းတွေကိုကြည့်ရမယ်ဆိုရင်တော့ AC Milan အသင်းကသူတို့ရဲ့တောင်ပန်စားပါ Rafael Leao ကို Euro 80နဲ့ထွက်ခွာခွင့်ပေးမှာမဟုတ်ပဲအနည်းဆုံးတန်တရာရမှာထွက်ခွာခွင့်ပေးမှာဖြစ်ကြောင်းအတည်ပြုလိုက်ပါတယ်ဒီစားမကိုရင်ကကလပ်ကထွက်ဖို့ဖြစ်စင်နေပြီးတော့ ဘိုင်မြူနစ်နဲ့အာနာစာအသင်းတွေကသူ့ကိုခေါ်ဖို့စိတ်ဝင်စားလေရှိတာပါဘာလွန်ဒေါ်ဆုရဲ့2025ခုနှစ်အတွက် နိုမနီချင်းကိုလာမယ့်ဩဂတ်လ9ရက်နေ့မှာကြေညာပေးသွားမှာဖြစ်ကြောင်း French Football ကအတည်ပြုထားပါတယ်။ဘာလွန်ဒေါ်ဆုကိုတော့ September 22ရက်နေ့မှာတရားဝင်ချီးမြှင့်သွားပြီးတော့ Paris မြို့မှာပြုလုပ်သွားမှာဖြစ်ပြီးလက်ရှိမှာတော့ Ousmane Dembele နဲ့ Lamine Yamal တို့နှစ်ယောက်ထဲကတစ်ယောက်ကရရှိမှာလည်းဖြစ်တယ်။နမေကျော် Super Agent Hockey Mendes ကတော့ Gonzalo Ramos ရဲ့အပြောင်းအရွှေ့ကိစ္စကိုစတင်လှုပ်ဆောင်နေပါပြီ။ ပါရစင်ဂျာမိန်အသင်းမှာနေရာမရပဲဖြစ်ပြီးတော့အသင်းပြောင်းရွှေ့ဖို့ပြင်ဆင်နေတဲ့သူကို BSC အသင်းကပြောင်းရွှေ့ချေယူရို90ရရင်ထွက်ခွာခွင့်ပေးမှာဖြစ်တယ်လို့ဖော်ပြထားပါတယ်။ Trent Alexander Arnold ကတော့ Real Madrid အသင်းကိုပြောင်းရွှေ့ဖို့ငငယ်တဲကအချိန်တော်ကြာစဉ်းစားခဲ့သလို Madrid ရဲ့ Champions League ဖလား၃လုံးကိုကြည်ရင်သူကြီးပြင်းလာခဲ့တာဖြစ်ပြီးဒါလက်ရှိမှာတော့ Liverpool ကထွက်ရင် မဒရစ်ကိုပဲစဉ်းစားခဲ့တယ်လို့ဆိုခဲ့တယ်ထရန်ကသူ့ရဲ့ပထမဆုံး press conference မှာတင်စပိန်ဘာသာစကားကိုအကောင်းဆုံးပုံစံနဲ့ပြောကြားခဲ့တဲ့အတွက်တော်တော်များများသူတွေအားလုံးကအားသင့်ခဲ့ရတာပါထရန်အလက်ဇန္ဒားအာနိုကမဒရစ်ကိုရောက်လာခဲ့ပြီးမှဒီသင်းမှာ ဘာလွန်ဒေါ်ဆူယာဘူကအမေရိကန်ခက်ခဲကြောင်းနဲ့သူ့အနေနဲ့အသင်းတော်အကောင်းဆုံးပေးဆက်သွားဖို့ပဲပြင်ဆင်ထားပြီးဘာလွန်ဒေါ်ဆူကိုတော့မျှော်လင့်ဖို့ခက်ခဲကြောင်းဝန်ခံလိုက်ပါတယ်တချိန်တည်းမှာပဲလက်ရှိနေထိုင်ရာရင်မတွေ့အသင်းရဲ့နောက်ခံလူဒန်နီကာဘာဟာလေ့ကျင့်ခန်းပြန်ဆင်းလို့ကလပ်ဝေါ်ကတ်အတွက်အသင်းဖြစ်လာပြီးဖြစ်တယ်။ တစ်ဖက်မှာလည်းအက်ဒမီလီထောင်းကလည်းလီချင်ကန်ပြန်ဆင်းနိုင်တဲ့အတွက်သူတို့နှစ်ဦးသလုံးပြန်ပါနိုင်လို့အန်တိုနီယိုရူဒီကာကဒုတိယပွဲစဉ်ပချူကာနဲ့ပွဲကို ပါဝင်နိုင်ဖို့ရှိချောင်းဆိုထားပါတယ်ဘာစလိုနာအသင်းကဥရောပဘောလုံးပွဲချိုးယူရီဖိုင်အက်ဖ်ဘီစီကန်ကြောင့်ချန်ပီယံလိမှာလူစင်းရှော့ချခံရမဲ့အရေးကနေအခုလက်ရှိမှာ ူရီဖာနဲ့ညီနိုင်ဖို့သဘောတူညီမှုရရှိခဲ့တာဖြစ်တယ်။ဘာဆိုနာဘက်ကတကယ်လို့ညီနိုင်ရမှာအဆင်ပြေခဲ့ပြီးသူတို့ရရှိမဲ့ revenue နဲ့အသစ်ဖွင့်တော်မဲ့ ქვენ သစ်စီမံကိန်းကရလာမဲ့အဝင်ငွေတွေကြောင်းကိုတေချာရှင်းပြနိုင်ပြီးတတ်သိပြနိုင်ခဲ့ရင်တော့ချန်ပီယံလိပြိုင်ပွဲမှာလူ short ခံရမှာမဟုတ်ပဲဒဏ်ငွေလောက်နဲ့သာပြီးနိုင်တယ်လို့ဖော်ပြထားပါတယ်။ ဘာစလိုနာဘက်ကလူးစ်ဒီယက်စ်ကိုစိတ်ဝင်စားသည့်တိုင်အောင်ယူရိုတန်း60ထက်ပိုပေးသွားမှာပုံချောင်းနဲ့သူတို့ဘက်ကအများဆုံးတန်း60ကမက်ဆီမမ်ဖြစ်တယ်လို့ဆိုလိုက်ပါတယ်။မူဆီယာလာကတော့လီရိုက်ဆာနေထွက်ခွာသွားတဲ့ဘိုင်ယန်မြူနစ်အသင်းရဲ့ကျောနံပါတ်10ကိုဝစ်ဆင်မှာဖြစ်တယ်။လရှိမှာတော့ဘိုင်မြူနစ်အသင်းကိုယ်တိုင်ကလည်းမူဆီယာလာကိုဒီတစ်ဆယ်ပေးဖို့တစ်ချိန်ချိန်မှာစဉ်းစားထားပြီးဖြစ်ပေမဲ့ ကာလာဆာရီကိုပြောင်းသွားတဲ့လီရိုက်ဆာနေရဲ့နံပါတ်9တရားဝင်ရရှိတော့မှာပါဘိုင်မြူနစ်ကအက်တလက်တစ်ကလပ်ရဲ့တောင်ပန်စားမနီကိုဝီလျံကိုနှစ်ချိန်တိုင်းတွဲဆုံဆွေးနွေးခဲ့ပြီးဖြစ်တယ်လာမယ့်ရက်ပိုင်းတွဲမှာလည်းသူတို့ထပ်ပြီးတွဲဆုံဖို့ရှိလို့လွန်ခဲ့တဲ့နှစ်ပတ်တွင်းမှာသူတို့တွဲဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးမှသူ့အနေနဲ့ပြောင်းရွှေ့ကြီးကပြဿနာမရှိဘဲရောကြီးစာချုပ်ဖြစ်တဲ့အတွက်ယူရို68တန်းကိုပေးမှဖြစ်တယ် နီကိုဝီလျံကိုရအောင်ကြီးနေစေဖြစ်တယ်။နီကိုဝီလျံကတော့တကယ်လို့ဘိုင်ယန်ကလောက်ခလာစာယူတိုတန်း20ပေးရင်တော့လက်ခံသွားဖို့ရှိတဲ့ကြောင်းဖော်ပြထားတာလည်းဖြစ်တယ်။တဖက်မှာတော့တူတကီဘောလုံးဖွဲ့ချုပ်ရဲ့တာဝန်ရှိသူတယောက်နဲ့တူတကီရဲ့ဘောလုံး expert တယောက်ဖြစ်တဲ့ဆန်ဒါကသုံးသက်ချက်ရာချက်စီကဗစ်တာအော်စီမန်ကိုခေါ်ယူသွားနိုင်ပွဲရှိကြောင်းနဲ့သူတို့ကအော်စီမန်ကိုရရင် ကာလစာရီအသင်းကနီကလက်ချက်စင်ကိုပြန်လည်ရလိမ့်မယ်လို့ဖော်ပြထားပါတယ်။ချက်စင်နေနဲ့ဂိုဒမားဖက်တိုဗစ်ကို ရောင်းထုတ်မှာဖြစ်လို့တစ်ချိန်တည်းမှာပဲသူတို့သင်းရဲ့ဂိုဒမားအဖြစ်ကက်ပါရီဇာဘလာကာကိုပါအာစနယ်ကို ရောင်းထားတဲ့အတွက်လက်ရှိမှာရောဘတ်ဆန်ချက်ကိုပဲဦးစားပေးဂိုဒမားဖြစ်တတ်မှတ်ပါပါ။ နီပြအန်ဇိုမာစကာကသူတို့သင်းရဲ့ပထမဦးစားပေးနှစ်ယောက်ကရောဘတ်ဆန်ချက်ကနံပါတ်၁ဖီလီယော့ဂင်စင်ကနံပါတ်၂ဖြစ်ပြီးတော့မိုက်ဖန်နာကတော့အသင်းမှာဆက်ရှိနိုင်ပွဲရှိချောင်းဆိုထားပါတယ်ချက်စီနေနဲ့လစာများပြတဲ့ဂျော်ဖလစ်ကိုရောင်းထောက်ဖို့ပြင်ဆင်ထားတယ်။သူရဲ့ကျောနံပါတ်14ကို လူငယ်ကစားမဒါရီယာလိုအဆူကူကိုပေးခဲ့ပြီးနောက် ဂျောင်ဖလစ်ကိုသူတို့ယူရို52တန်းနဲ့ခေါ်ယူခဲ့တဲ့အချိန်ကနေစပြီးလက်ရှိမှာရောင်းဖို့ပြင်ဆင်ထားတဲ့ချက်စီကဂျောင်ဖလစ်အပြင်ရာဟင်ဆာနီအက်ဆယ်ဒစိုက်စီကက်ပါရီဇာဘလကပက်ထရိုဖစ်အမန်ဒိုပရိုယာဗရီနာဒိုဗီကာဘန်ချေဝဲနဲ့ကာနီရှူမမန်ကာနဲ့လက်စလီဥဒူချူဂူတို့အားလုံးကိုအယောင်ဆင်းတင်သွင်းထားပြီးဖြစ်တဲ့ အာစနယ်သင်းကတော့ရိုဒရီကိုကို ခေါ်ယူဖို့အရေးမှာအမတန်ခက်ခဲသွားပါပြီ။ရယ်မက်ဒရစ်သင်းရဲ့နီးပြဂျာဗီအလွန်ဆိုနဲ့ရိုဒရီကိုတို့စကားပြောဆိုခဲ့ပြီးမှကစားမကမက်ဒရစ်မှာဆက်နေခြင်းနဲ့ဆိုပြီးတော့ဆုံးဖြတ်ခဲ့တဲ့အတွက်အာစနယ်တို့ရိုဒရီကိုကိုရဖို့တဲ့အခြားပြစ်မှတ်တွေကိုရှာဖွေရတော့မှာဖြစ်တယ်။လရှိမှာအာစနယ်သင်းကဗီတီယိုဂရက်စ်ကိုတွားရောက်ကမ်းလှမ်းထားတယ်။အဲ့ကမ်းလှမ်းမှုကယူရို65တန်ကြီးရှိပြီး ပေါင်48တန်း plus အပူစုချင်းဝေ10တန်းပါ Sporting Lisbon အစောပိုင်းတတ်မှတ်ထားတဲ့ပြောင်းရွှေ့ခြေဖြစ်ပြီးတော့ဒါက Sporting ကလုံလောက်မှုမရှိပဲပေချသွားပွေရှိနေပြီးတော့ Sporting ဘက်က Euro 80အထက်လိုချင်နေတာဖြစ်တဲ့တစ်ဖက်မှာ Arsenal အသင်းက Benjamin Sancho ကိုဆွေးနွေးမှုတွေပြုလုပ်ထားပေမဲ့ဂျွန်15ရဲ့နောက်ဆုံးသူတို့ဘက်က final date ပေးပြီးတော့အပိတ်တပ်ဖို့ပြင်ဆင်ထားပါတယ် လာမယ့်ဂျွန်15ရက်နေ့မှာမှဘင်ဂျမင်ဆက်စကိုအပြောင်းရွှေ့ကိစ္စဟာသဘောတူညီမှုမရရင်တော့အခြားပြစ်မှတ်တွေကို ပြစ်မှတ်တာခေါ်ယူသွားမှာဖြစ်တယ်လို့ဆိုထားပါတယ်။အာဆနယ်ဘက်ကဘင်ဂျမင်ဆက်စကိုအတွက်တောင်းဆိုတဲ့ယူရိုတန်း70ကိုတော့ပေးချေဖို့စံနာမရှိဘူးလို့ဆိုလိုက်ပါတယ်။ ထော်တန်ဟော့စပါအသင်းကဘရန်ဖို့ရဲ့နီးပြားသောမတ်ဖရန်ကိုနီးပြားဖြေခန့်လိုက်ပါတယ်။ဓမ္မလူမျိုးနီးပြားကိုစပါအသင်းက2028ခုနှစ်အထိ3နှစ်စာချုပ်ချုပ်ဆိုခဲ့ပြီးနောက်ထော်တန်ဟော့စပါရဲ့နီးပြားဖြေသူတို့ကရွေးချယ်ခဲ့တာဖြစ်ပြီးတော့လက်ရှိမှာတော့သူကစပါအသင်းကိုစတင်ကင်တွယ်ပြီးဖြစ်တယ်။ထော်တန်ကတစ်ချိန်တည်းမှာပဲခရစ်စတီယန်ဘေးလစ်နဲ့အပြိုင်ဥစမာနီဒီယာမန်ဒီကိုစိတ်ဝင်စားလျက်ရှိပါတယ်။ အဓိကကသူတို့ရဲ့ခံစစ်ပိုင်းအတွက်ရိုမေရိုသာထွက်ခွာသွားရင် အစားထိုးဖို့တဲ့စပါဘက်ကရည်ဝဲထားပြီးတော့ဥစမာနီဒီယာမန်ဒီကိုစပိုတင်ကခေါ်ဖို့ဆန္ဒရှိနေတာပါ Manchester City အသင်းရဲ့တနစ်တာအကောင်းဆုံးဘောမဆူကိုနောက်ခံလူ Jesco Guardiola ကရရှိပါတယ်။ပြီးခဲ့တဲ့ရာသီမှာအကောင်းဆုံးခြေစွမ်းပြခဲ့ပြီးနောက် Jesco Guardiola ကအကောင်းဆုံးဆုကိုထိုက်တန်နဲ့ရရှိခဲ့တာပါ။ Man City ရဲ့အကောင်းဆုံးဆုကို Kevin De Bruyne က3ချိန်ထိရရှိခဲ့ပြီးပြီးခဲ့တဲ့နှစ်ကတော့ Phil Foden ကရရှိခဲ့တာဖြစ်တဲ့ Saudi Arabia Club ဖြစ်တဲ့ Al Hilal အသင်းက ဘန်နာဒိုဆီလ်ဘာကိုချင်းကပ်ခဲ့ပြီးသူတို့ပြတ်မှတ်အတွက်ခေါ်ယူဖို့ကြိုးပမ်းနေရှိပါတယ်။ဘန်နာဒိုဆီလ်ဘာကမန်စီးတီးနဲ့စာချုပ်တစ်နှစ်ပဲချန်ပြီးတော့လက်ရှိမှာတော့ဆော်ဒီကလပ်အသင်းကသူ့ကိုအစွမ်းကုန်ကြိုးပမ်းနေရှိတယ်။ မစီဒီတရဲ့ကွင်းလေကစားပါအခိုင်ကွန်ဒုံကန်ကဂါစာရီကိုပြောင်းရွှေ့ဖို့တေချာတော့ရှိနေတဲ့အချိန်တစ်ဖက်မှာတော့စီတီကသူတို့ခေါ်ထားတဲ့ရူဇင်ဘော့ရဲ့လူငယ်ကစားပါနေပန်ကိုအငားပြန်ချဖို့ပြင်ဆင်ထားတဲ့စနစ်တမ၅တန်းနဲ့ခေါ်ထားတဲ့ဒီကစားပါကိုမန်စီတီကသူတို့ရဲ့အခြားပိုင်ဆိုင်ထားတဲ့ကလပ်သင်းတွေကိုအငားချသွားမှာဖြစ်ကြောင်းဆိုပါတယ် လီဗာပူးအသင်းရဲ့နီးပြအာနီစလောကာလက်ထောက်နီးပြအဖြစ်ဂျိုဗာနီဗန်ပရူကိုကမ်ပိုနီးဆက်လျက်ရှိပါတယ်။ အထူးသဖြင့် Haitinger ဟာ Liverpool လက်ထောက်နီးပြားကနေ ISK နီးပြားဖြစ်ပြောင်းလဲသွားခဲ့တဲ့အတွက် Giovanni Van Bronckho ကို Arnislo ကသူ့ရဲ့လက်ထောက်နီးပြားဖြစ်ခံဖို့စီစဉ်နေတာပါတစ်ဖက်မှာတော့ Liverpool အသင်းရဲ့တိုက်စစ်မှုနူညက်က Club Thing ကထွက်ခွာတော့မှာဖြစ်တဲ့အတွက်သူပြောင်းရွှေ့ဖို့စဉ်းစားထားတာကဥရောပမှာသာဖြစ်တဲ့ Saudi Arabia ကိုပြောင်းရွှေ့ဖို့အစီအစဉ်မရှိချောင်းနဲ့ သူအနေနဲ့စပိန်ပဲဖြစ်ဖြစ်အီတလီပဲဖြစ်ဖြစ်ရွေးချယ်သွားပွဲရှိကြောင်းဆိုထားပါတယ်။လီဗာပူးအသင်းအနေနဲ့လက်ရှိမှာတော့သူတို့အသင်းရဲ့နောက်ခံကစားမ Jared Consar ကိုရောင်းထုတ်သွားပွဲရှိတယ်။ဒီစားမောက်ကို Bayer Leverkusen ကစိတ်ဝင်စားလို့ Northern Forest နဲ့ Newcastle United အသင်းတွေကလိုချင်နေကြောင်း Athletic FC ကဖော်ပြထားပါတယ်။ မန်ယူနိုက်တက်ကအခုလက်ရှိမှာဆန်ဒလန်အသင်းရဲ့လူငယ်ကစားပါခရစ်ရစ်ကိုစိတ်ဝင်စားနေရှိတယ်ဒီကစားပါလေးကိုယူနိုက်တက်ကကာလာရှိချာပြစ်မှတ်ထားပြီးပြိုင်ပတ်အသင်းတွေကိုကြော်ပြီးကလပ်ရဲ့အနာဂတ်အတွက်ခေါ်ယူဖို့ကြိုးပမ်းနေကြောင်းဖော်ပြထားပါတယ် မန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်မှုတွေဖြစ်တဲ့မတီးယက်ကူညာကကလပ်ကိုဂျာဘီနေကပဲပေါင်62.5တန်းနဲ့တရားဝင်ပြောင်းရွှေ့ပါတယ်9နှစ်စာချုပ်အပြင်တစ်နှစ်အပိုထပ်သွင်းခွင့်နဲ့သူပြောင်းရွှေ့ခဲ့ပြီးဒီကလပ်ကသူငငယ်တဲကအားပေးတဲ့ပရီးမီယာလိဂ်ကလပ်အသင်းဖြစ်ပြီးတော့ဒီကို ပြောင်းရွှေ့လာတဲ့အတွက်သူ့ရဲ့အိမ်မက်တွေ အကောင့်ထဲပေါ်နိုင်ခဲ့ပြီလို့ကုညာကဆိုခဲ့တာဖြစ်တယ်မတီးယက်ကုညာက market special ရဲ့ tournament 10ကိုဝစ်ဆင်ခွင့်ရမှာပါ မန်ယူနိုက်တက်ကတစ်ချိန်တည်းမှာပဲယူကိုအကီတီကီရဲ့ဗစ်တာယိုဂရက်စ်ရဲ့ဗစ်တာအိုစီမန်ရဲ့၃ယောက်ကိုသူတို့ရဲ့အထောင်တိုက်စစ်မှု list ထဲမှာ ထည့်သွင်းထားပါတယ်။တစ်ဖက်မှာတော့အက်စတိုဗီလာအသင်းကနေဆော်ဒီအာရေဗျာကိုပြောင်းသွားတဲ့ဂျွန်ဂျူရန်ကလက်ရှိမှာဆော်ဒီရဲ့အနေထားရာသီဥတုနဲ့လိုက်ဆိုင်အခြေအနေကြောင့်ဥရောပကိုပြန်ဖို့ပြင်ဆင်နေပါတယ်။ဂျွန်ဂျူရန်ကတော့အခုလက်ရှိမှာဥရောပကိုပြန်ဖို့ပြင်ဆင်နေတယ်။ personal reason ရလက်ရှိမှာဆော်ဒီအသင်းကနေထွက်ဖို့ပြင်ဆင်နေပြီးတော့သူ့ရဲ့ mental နဲ့ အခြေအနေတွေအလုံးကြောင်းအောင်နာစာကလည်းသူ့ကိုအငားပြန်ချပွဲရှိနေတာလည်းဖြစ်တယ်။ဂါဆာရီအသင်းကလက်ရှိမှာအက်စတိုဗီလာရဲ့ဂိုဒမာအမီမာတီနက်စ်ကိုခေါ်ဖို့ချင်းကလည်းရှိတယ်။ဗီလာကနေထွက်ဖို့တေချာတဲ့သူ့ကိုဂါဆာရီအသင်းကခေါ်ယူဖို့ကြိုးပမ်းနေတာဖြစ်တယ်။ဒီချိန်ထဲမှာပဲဂါဆာရီကအင်တာမီလန်အသင်းရဲ့ကွင်းလယ်ကစားမဟာကန်ချာနာလိုလူကိုလည်းခေါ်ယူဖို့ကြိုးပမ်းနေပါတယ်။ အဆူဗီလာအသင်းကလက်ရှိမှာညူကာဆယ်နဲ့အပြိုင်ဂျေဒန်ဆန်ချိုကိုဆက်သွယ်ထားတယ်အင်္ဂလန်တောင်ပိုင်းကစားသမားကိုဘရီရှာတော့မန်ကလည်းလိုချင်ပြီးတော့မန်ယူနိုက်တက်ကတော့ပေါင်25တန်ရခြင်းထွက်ခွာခွင့်ပေးဖို့ပြင်ဆင်ထားတာပါဒါရီကစေဝစားစရာနောက်ဆုံးရအားသာသင်ပါအားလုံးကျေးဇူးတင်ပါတယ်